ဇာတပတိနေ့မတ်လ16 1943ချစ်တော်ကီတီတူရကီတွေစစ်ထဲဝင်လာပြီအော်ဩစရာပဲတည်င်းတွေကိုတော့စောင့်ဆိုင်နေတုံးပဲမင်းရဲ့အန်နာတောက်ကြနေ့မတ်လ19 1943ချစ်တော်ကီတီပြောင်းနေရပြီနောက်တဏှာကြီးအကြာမှာမကြေချမ်းစရာနဲ့တွေ့ရတော့တာပဲတူရကီဟာစစ်ထဲမှာမပါသေးဘူးတဲ့ သူတို့ရဲ့ဈာနေရေးကိုမကြခင်စွပစ်တော့မယ်လို့သာ ဝန်ကြီးတယောက်ကပြောတာတဲ့တူရကီကအင်္ဂလန်ဘက်ကပါပြီလို့လမ်းကတည်င်းစာရောက်သမားလေးကတော့អော်သွားတာပဲငါးရာတန်နဲ့တထောင်တန်ငွေဆက်ကူတွေကိုတရားမဝင်ဘူးလို့ကြေညာတယ်မောင်ခိုသမားတွေကိုထောင်ချောက်စင်တာလို့ဆိုပေမဲ့ထီတော့ငွေမဲထားတဲ့သူတွေပုံနေတဲ့သူတွေကိုရောထီတာပဲလက်ထဲမှာတထောင်တန်ငွေဆက်ကူထားခြင်းနဲ့ဆိုရင်အတိအလင်းကြေညာပြီးမှထားရမယ် ဘယ်ကရတယ်ဆိုတာကိုလည်းပြောရမဲတဲ့ဒီငွေကိုအမျက်တော်ကြီးပေးရမှာတော့သုံးနိုင်သေးတယ်ဒါပေမဲ့နောက်တစ်ပတ်ရက်ကကြံသေးတယ်ဂျမ်ဘန်ပြည့်ရှင်အဓိပတိကြီးကတန်ရာရတဲ့စစ်သားတွေကိုစကားပြောနေတဲ့အတန်ကိုလည်းကြားနေရတယ်နားထောင်ရတာတနာစရာအမေအဖြေကအောက်ပါအတိုင်းပါပဲကျွန်တော်နမည်တိန်ရစ်ရှက်ဖဲလ်ပါဘယ်မှာတန်ရာရခဲ့တယ်လဲစတီလင်ဂရက်နာမား ဘယ်လိုဒဏ်ရာမျိုးလဲခြေတော့နှစ်ဖက်ပြတ်တယ်လက်ဝဲလက်မောင်းအစ်စ်ကျိုးတယ်အဲ့ဒါတကယ်ကြောက်စရာရေဒီယိုဇက်လန်ပါပဲဒဏ်ရာရတဲ့သူတွေကသူတို့ရတဲ့ဒဏ်ရာတွေအတွက်ဂုံယူနေကြဟန်တူတယ်တယောက်ကဆိုရင်အဓိပတိကြီးကိုလက်ဆွဲနှုတ်ဆက်ရတာဝမ်းသာလွန်းလို့စကားတော့မပြောနိုင်ဘူးတဲ့သူ့မှာလက်ရှိနေသေးတယ်ဆိုရင်ပေါ့လေမင်းရဲ့အန်နာဇာတပတိနေ့မတ်လ 25 1943ချစ်တော်ကစ်တီမနေ့ကဖေဖေမေမေမာကော့နဲ့ကိုရိုជីជីနူနူအတူတကွထိုင်နေကြတော့မှပီတာကဝင်လာပြီးဖေဖေနာနာကိုတူတူလေးကပ်ပြောတယ်။ကုံလောင်ရုံပေါ်ကို တခုခုကြတန်ကြားတယ်။တကားကလူတယောက်ကမရောမလေးလှုပ်နေတယ်လို့တစွန်းတစကိုကကြားလိုက်ရတယ်။မာကော့ကလည်းကြားတာပါပဲ။ဒါပေမဲ့ဖေဖေနဲ့ပီတာလည်းထွက်သွားကြရော။ မာကော့ကကိုကိုစိတ်မပူဖို့ပြောတယ်။ဘာဖြစ်လို့လဲဆိုတော့ထုံးစံအတိုင်းပေါ့ကိုမာကဖြူဖက်ဖြူရောဖြစ်လို့ကိုတို့တုံးယောက်စလုံးစနူးစနောင်းနဲ့စောင့်နေခဲ့ကြတယ်။တမနဲ့၅မိနစ်လောက်အကြာမှမစ်ဖန်တန်အပေါ်ကိုတက်လာတယ်။တီးတန့်ရုံခန်းထဲမှာအတန်ဖန်းဆက်ကိုနားထောင်နေတော့ဖီဖီကရောက်လာပြီးအပေါ်ထက်ကိုတဖြည်းဖြည်းတက်ခိုင်းနေတဲ့ပိုပြီးတိတ်ဆိတ်ချင်းရင်လေကားပိုတွေကပိုပြီးအတန်မြည်တယ်လေ နောက်9မိနစ်လောက်အကြာမှာပီတာနဲ့ပပီကပြန်ရောက်လာတယ်။သူတို့ရဲ့အတွေ့အကြုံကိုပြန်ပြောပြတယ်။သူတို့ဟာလေကားအောက်မှာပုံပြီးစောင့်နေတာ။ပထမတော့ဘာမှမထူးဘူး။ဒါပေမဲ့အဲ့ဒီအခိုက်အတန့်မှာပဲအိမ်တဲကတကားပေါက်ကိုကန်ဖွင့်လိုက်တယ်လို့အတန်ကျဲကျဲလောင်လောင်ကြားရတယ်တဲ့။ပပီကအပေါ်ထက်ကိုချက်ချင်းပြန်တက်ပြီးအတန်ပလန်တွေတမြီမြီလုံနေတဲ့ဒူဆဲကိုတော့ပီတာကသွားတတိပေးတယ်။ပြီးတော့ ကိုရောအားလုံးချေဖွာဖွာနေပြီးအောက်ထက်ကမစ္စတာဖန်တန်စီကိုသွားကြတယ်။မစ္စတာဖန်တန်ကအေးအေးမိနေတာမို့စောကြီးအဲ့ရဝင်နေလေတော့သူ့ရဲ့ကတင်နာမှာကိုရောတွေကဝိုင်းထိုင်ပြီးမတင်ခါစရာအကြောင်းကိုပြောပြလိုက်တယ်။မစ္စတာဖန်တန်ချောင်းဆူတာကလည်းအကျဲကြီးပဲ။နောက်မှသူတတိယလို့ချက်ချင်းတက်တာတဲ့ချောင်းဆိုးပြောက်စေးပြားလေးတွေကိုတိုက်လိုက်ရတယ်။ကိုယ်တော့ဟာနောက်ထပ်ဘာများဖြစ်အောင်မလဲလို့စောင့်နေလိုက်ရတာအကြာကြီးပါပဲ နောက်ဆုံးကြတော့တခိုးဝင်တာကအမှန်ပဲဒါပေမဲ့အထဲကခြေတံတွေကိုကြားရလို့တခိုးကလည်းဖနှောက်နဲ့တင်ပါတသားတည်းကြအောင်ပြေးပြီလို့အထိပ်ပဲကောက်ရတော့တာပဲအောက်ထက်ကအသံဖန်းစင်မှာတော့အင်္ဂလန်ကိုဖန်ထားတော့ကလထိုင်တွေကလည်းဝိုင်းချထားတော့မို့တကားကိုသာဖွင့်မိလို့ကတော့လေချောင်းရံကာကွယ်ရေးမှုတွေကများတတိထားမိသွားခဲ့ရင်ပလစ်ကိုအကြောင်းကြားမယ်ပလစ်ကိုအကြောင်းကြားရင်လေပေါ်ထွက်လာမယ့်အဖြေဟာဆိုးရွားမှအမှန်ပဲ ဒါကြောင့်မစ္စတာဖန်တန်ဟာအပေါ်အင်ဂျီကိုထောက်ဝပြီးအောက်ထပ်ကဖဖေးစီကိုလိုက်သွားတယ်။ပီတာကသူ့အဖေနောက်ကအရေးပေါ်ရင်တုံးရအောင်ဆိုပြီးတူကြီးတစ်ချောင်းကိုကင်ပြီးလိုက်သွားရော။အပေါ်ထပ်မှာတော့အမျိုးသမီးတွေကြီးမာကော့ချီယောကိုပါပေါ့လေ။အသက်တော့ပြင်းပြင်းမရှူရဲပဲစောင့်နေရတယ်။နောက်9မိနစ်လောက်အကြာမှာလူကြီးမင်းတွေကပြန်လာကြပြီးအိမ်ထဲမှာတိတ်ဆိတ်နေပါပြီလို့ပြောမှဟင်းချနိုင်တော့တာပဲ။အိမ်သားထဲမှာရေမဆွဲဖို့ လက်ကောင်းကိုမနှိပ်ဖို့စီစဉ်ထားတယ်။ဒါပေမဲ့ဘလောက်အကြောက်လွန်နေမလွန်လဲဆိုတာစဉ်းစားကြည့်စမ်း။ကိုတို့တော့တယောက်ပြီးတယောက်အင်တာဝင်ရတာပဲ။ကမောက်ကမောက်ဆိုတာကတစ်ခုပြီးတစ်ခုဖြစ်တတ်တာမျိုးလို့ဆိုရဲ။အခုတခါလာပြန်ပြီ။နံပါတ်1ကကိုအမြဲစိတ်ချခဲ့တဲ့ Esther Tory နာယီကြီးပဲ။သူကမမြင်တော့ဘူးလေ။နံပါတ်2ကတော့ Mr. Boxing ဟာမနေ့ညနေကထက်စောပြီးပြန်သွားတယ်။ အဲ့ဒီတော့အယ်လီကတော့မှယူထားလိုက်ရဲ့လားတကားမှပိတ်သွားထားရဲ့လားဆိုတာကိုကိုတော့မသိရဘူးတညအနေလုံးတအုံတနှွေးနှွေးနဲ့နေလိုက်ရတာည10နာရီခွဲကြတော့ဘာသမ်းမှမကြားရတော့မှပဲစိတ်အေးသွားတာပဲကိုတို့တယောက်မှမအိပ်ပျော်ချဘူးဖေဖေမမေနဲ့မစတာဒူဆဲတို့ကနူးနေကြတယ်ကိုလည်းတမေးမှမရဘူးဆိုရင်ပိုပြောရမရပါဘူး မနေ့ကျတော့ယောက်ျားလေးတွေကအောက်ထပ်ကိုဆင်းပြေးကြည့်တယ်။ခြေရလက်ရမပြတ်ရှိနေတာကိုတွေ့ရတယ်။ကိုရုကလည်းဒီအကြောင်းကိုတယောက်နဲ့တယောက်ပြန်ပြောပြီးစမြုပ်ပြန်ရည်ကြမောကြပေါ့။မင်းရဲ့အန်နာစနေနေ့မတ်လ29 1943ချစ်တော်ကစ်တီလက်ရည်တူတင်တန်းပြီးသွားလို့ကိုရုဟာ အခု အမျက်အရေးကိုချစ်နေကြပါပြီ။ကဲကိုရုပို့ပြီးလိမ်မကနေဘူးလား။ ကိုယ့်ရဲ့အချိန်ကုန်အောင်လုပ်တဲ့နည်းအကြောင်းအရာတွေကိုတော့ပြောပြရအောင်မယ်။အဲ့လိုပြောရမှာပဲ။ဘာဖြစ်လို့လဲဆိုတော့တနေ့တနေ့အချိန်တွေကိုမြန်နိုင်သမျှမြန်အောင်ကုန်အောင်လုပ်စရာဘာမှမရှိပဲ။ဘာသာရေးစာအုပ်တွေကိုတော့ကိုရောအယူအမှုဖတ်တာပဲ။ Greek နဲ့ Roma ကနတ်ဖယားတွေအကြောင်းကိုပို့ဖတ်တယ်။ကိုအသက်အရွယ်လောက်ရှိတဲ့လူငယ်လူရွယ်တွေတဲကတယောက်မှသူတို့အကြောင်းကိုစိတ်ဝင်စားတာရဲ့လို့ရှိသေးဟန်မတူဘူးကိုကတော့ပထမဆုံးပေါ့ မစ္စတာဖန်တန်ကအီးမိနေတယ်။လေချောင်းကနင်းနေပူပြီးနာနေတယ်။ဒါအတွက်သူဟာတိတ်ဆိတ်ညစ်နေပုံရတယ်။ဆေးတွေတောက်ယုံတယ်မကဘူး။လေချောင်းကလည်းဆေးတွေလူးတယ်။ရင်ဘက်၊နှာခေါင်း၊သွားရှာ။အိုးအကုန်လုံးကိုလူးတာပဲ။ပြီးတော့လဲရှုံရှုံမှဲ့မှဲ့နဲ့သူ့မှာမတက်တာဘူး။ဂျာမန်တဲကကြီးကြီးတယောက်ဖြစ်တဲ့ရော့တာကဒီနေ့မိခွန်ပြောတယ်။ဇူလိုင်လတရက်မတိုင်မီဂျူးလူမျိုးအလုံးဟာ ဂျာမန်သိမ့်ပိုက်ထားတဲ့တိုင်းပြည်တွေထဲကနေထွက်သွားရမယ်။ April လတရက်နေ့နဲ့ May လတရက်အတွင်းမှာ Actrek ပြည်နယ်တစ်ခုလုံးကိုရှင်းပစ်မယ်။ဂျူးတွေကိုပိုးဟတ်လို့သဘောထားမယ်ပေါ့။ May လတရက်နေ့ကဂျွန်လတရက်အတွင်း Holland ပြည်မြောက်ပိုင်းနဲ့တောင်ပိုင်းကိုရှင်းမယ်တဲ့။လူတွေကိုဖမ်းဆီးသွားပြီးနာနေတဲ့တရိတ်ဆန်တွေလို့အစုလိုက်အပြုံလိုက်တားတက်ယုံနေပို့နေတာပဲ။ဒါပေမဲ့ဒီအကြောင်းတွေကိုကိုမပြောချင်တော့ပါဘူး။ ဒါရီကိုတွေးလိုက်တိုင်းကို့မှာမြောက်အိမ်မက်မက်နေရတယ်လို့မဟုတ်ပါ။တည်င်းကောင်းလေးတပုတ်တော့ရှိတယ်။အဲ့ဒါကဂျာမန်အလုတ်သမားဆက်သွေးရေးရုံးကိုမိတင်ရှုပ်လိုက်တယ်ဆိုတဲ့တည်င်းပဲ။နောက်ရဲ့အနေငယ်အတွင်းမှာမတ်ပုံတင်ရုံးကလည်းဒီလန်းအတိုင်းကိုလိုက်သွားရတယ်။ဂျာမန်ပလိတ်ယူနီဖောင်းဟုတ်ထားတဲ့လူတွေက အဆောင်တွေကိုချုပ်နှောင်ပြီးအရေးကြီးတဲ့စာရွက်စာတမ်းတွေကိုဖျက်ဆီးသွားနိုင်ခဲ့တယ်တဲ့။မင်းရဲ့အန်နာ ကြာသပတေးနေ့ဧပြီလ3ရက်1943ချစ်တော်ကီတီကိုဟာဧပြီလကိုအယူအမှုဖြစ်နေတဲ့သူအဲ့လိုမဟုတ်ပါဘူးခဏိတော့ကံကြမ္မာဆိုးတော်မြည်သည်တခုတည်းမလားဆိုတဲ့ဆိုရိုးစကားကိုပဲကိုလွယ်လွယ်ကလေးကိုးကားရတော့မှာပေါ့ကိုရုတ်ကိုအမြဲတမ်းကူညီခဲ့တဲ့မတ်စတာကူဖစ်ဟာ ိုက်ထဲမှာသွေးသွင်းတဲ့ယောဂဖြစ်ပြီးအ ਨੇ ဆုံးရက်တသက်ပတ်၃ပတ်လောက်အဲ့ရထဲမှာနေနေရမင်းဆိုတဲ့တည်င်းကပထမပါပဲဒုတိယကတော့အယ်လီတယောက်တုတ်ကွေးမိလို့တဲ့တတိယကတော့မစ္စတာဖောက်ဆင်ကလည်းနောက်တစ်ပတ်မှာဆေးရုံတက်ရမယ်စတုထအနေနဲ့ရေးကြည့်တဲ့လုပ်ငန်းဆိုင်ရာဆွေးနွေးပွဲတွေကိုစီစဉ်ထားတာတွေရှိတယ်အဲ့ဒီအတွက်ဖဖေကမစ္စတာကိုဖစ်ကိုကြိုတင်ပြီးအသေးစိတ်ဆွေးနွေးပြောပြပေးတာပဲ ဒါပေမဲ့မစ္စတာကိုဖစ်ကလည်းဒီအစည်းအဝေးကိုမတက်နိုင်တော့တာခက်နေတာပေါ့အစည်းအဝေးတက်မဲ့သူတွေကလည်းရောက်နေကြကုန်ပြီသူတို့မလာခင်ကလေးကဖဖေဟာအစည်းအဝေးဘယ်လိုဖြစ်မဲဆိုတာကိုစိတ်ဆော့ပြီးနေမထိထိုင်မထိဖြစ်နေတယ်ငါသာအောက်ထပ်မှာရှိနေရင်ငါသွားလို့ရရင်ဆိုပြီးဒီအစည်းအဝေးမှာသူမပါနိုင်တာကိုပဲတဖြစ်တောက်တောက်နဲ့ညှိထွားနေတာပေါ့ကျမ်းပြမှာနရွက်ကိုကပ်ပြီးနားထောင်ရင် အားလုံးကိုကြားရမှာပေါ့ဆိုတော့မှဖဖေမျက်နှာဟာရှင်ပြသွားတယ် မနစ်မနဲ့ဆယ်နာရီခွဲကတော့ဖေဖေနဲ့မာကော့တာကျမ်းပြေပေါ်မှာနေရာယူထားကြတယ်။မနေ့ပိုင်းမှာဆွေးနွေးပွဲကမပြီးသေးဘူး။မုံလွဲပိုင်းကျတော့ဖေဖေဟာနားထောင်ရေးလုပ်ငန်းကြီးကိုဆက်လုပ်နိုင်လောက်အောင်ကိုအချိန်နေမရှိတော့ဘူး။တခါမှမနေဖူးတဲ့အနေအထားမျိုးနဲ့နေနေရတော့သူ့ကိုတချမ်းဟာသိနေတယ်လို့ပဲ။နန္နာကြီးခွဲမှာကိုကသူ့နေရာကိုဝင်ယူရတယ်။မာကော့တလည်းအတူတူပေါ့။သူတို့ပြောတာဆွေးနွေးတာတွေတခါလေကြာလုံးတော့ ကိုကလည်းအေးမြမြကြမ်းပြပေါ်မှာအိပ်ပျော်သွားတာပဲမာကော့တ်ကကိုကိုလည်းမနူးရဲဘူးစကားလည်းမပြောရဲဘူးအောက်ကကြားတော့မှဆိုးလို့နာယူဘက်လောက်ကိုအိပ်မောကြသွားပြီးနောက်မှလန့်တော့လာတယ်ဘာတွေပြောကြဆိုကြတယ်ဆိုတာကိုလည်းတတိမရတော့မာကော့တ်ကဂရုတဆိုင်နားထောင်နေလို့သာတော်သေးတာပေါ့မင်းရဲ့အန်နာတောက်ကြနေ့ဧပြီလ2ရက်1943ချစ်တော်ကစ်တီ ကတိရေကိုရောနမည်ပြက်တစ်ခုရပြန်ပြီမနေ့ညနေကကိုဟာအဲ့ရတဲ့မှာလဲရင်ဖျားဝုတ်ပြုတ်ဖို့ဖဖေအလားကိုစောင့်နေတယ်ဖဖေကတော့မလာဘူးမိမိကဝင်လာပြီးတော့ကို့ဘေးနားမှာဝင်ထိုင်းရင်အန်နာကြီးဖဖေတော့မလာနိုင်ဘူးမိမိနဲ့ပဲဖျားဝုတ်ပြုတ်ပါလားလို့မေးတယ်ကိုကညင်းလိုက်တယ်မိမိဟာထိုင်ရာကနေထကို့ကတင်အနားမှာခဏရက်နေပြီးတကားစီကိုထွက်သွားတယ် နောက်ချက်ချင်းပြန်လှည့်လာပြီးငါမုံလဲမမုံချင်ဘူးချက်တဲဆိုတာကလည်းအသိအရမချက်လို့ရတာမဟုတ်ဘူးလို့ပြောပြီးမြင့်ရည်တွေကျပြီးအခန်းထဲကထွက်သွားတော့တာပါပဲကိုကတော့အဲ့ရပေါ်မှာလဲကျန်နေရင်မမိအပေါ်တလောက်ရိုင်းရိုင်းပြပြလှုပ်မိလေချင်းလို့နောက်တရနေမိတယ်ဒါပေမဲ့ကိုစိတ်ထဲမှာပါတာကိုလည်းမလုပ်ချင်ဘူးဆိုတာကိုသိတယ်မမိအတွက် ကိုဝမ်းနေတာပဲတိတ်ကိုဝမ်းနေတယ် ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့အစ်တီအစ်ဆက်အပြုတ်မှုအပေါ်မှာ အမေစိတ်ဆိုးသွားတာကိုပထမဦးဆုံးအချိန်တွေ့ရလို့ပါပဲအတင်းအာရမချစ်လို့ရတာမဟုတ်ဘူးဆိုတော့ကိုပြောတော့ကမမြင့်မြတ်နာမှာဝမ်းနေတဲ့အရေးအယောင်တန်းနေတာကိုကိုတွေ့လိုက်ရတယ်တကယ်ဆိုတော့အမန်းဆိုတာတော်တော်ပြောရခက်တယ်ကိုကိုပတ်ထုတ်ထားတာကလည်းမမေးရပဲကိုမနစ်သက်တဲ့မမေးရဲ့ပြောဆိုပုံတွေခက်ကြမ်းကြမ်းဟာတာတွေကြောင့်ကိုဟာမမေးစီက ချစ်ခင်ယူရမှုကိုမယူချင်တလောက်ကိုဖြစ်နေခဲ့တယ်။အဲ့ဒါအမှန်ပဲ။မမေရဲ့မောင်းမေကျုံွားတဲ့စကားတွေကိုကိုကဂရုမစိုက်တလို့နေလေလေ။မမေနှလုံးသားမှာကိုရိုးရဲ့ချစ်ချင်းတွေဟာဝေးကွာနေပြီဆိုတာကိုသဘောပေါက်လေးလေးဖြစ်လာတယ်။မမေဟာညဝက်လုံးလုံးငိုနေပြီ။အိတ်လည်းမအိတ်ဘူး။ဖေဖေကဆိုကိုကိုကြည်တော့မကြည်ဘူး။တကယ်လို့တစ်စက္ကန့်လောက်ကိုကိုကြည်တယ်ဆိုရင်ပဲဘာဖြစ်လို့ဒီလောက်ရက်ဆက်ရတယ်လဲ။ ကို့အမေကိုဘာဖြစ်လို့ဒီလောက်စိတ်ညစ်အောင်လုပ်ရသလဲလို့ဖေဖေမျက်လုံးတွေကကို့ကိုမေးမြန်းနေလိမ့်မယ်ထင်တယ်။ကို့ဘက်ကတောင်းပန်ဝင်ချမလားလို့သူတို့ကမျော်လင့်နေ။ကိုကတော့မတောင်းပန်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုကအမှန်ကိုသာပြောခဲ့လို့ပါပဲ။ကိုဒီလိုအမှန်ပြောခဲ့တယ်ဆိုတာကိုနောက်တော့မေမေလေးသိလိုက်မှာပေါ့။မေမေမျက်ရည်နဲ့ဖေဖေအကြည့်ဟာမထူးဘူးလို့ကို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကိုအမြဲတမ်းခံစားလာရတာတွေကိုဖေဖေနဲ့မေမေဟာ အခုမှတစွန်းတစားတိသွားကြတဲ့အတွက်ပါပဲမိမိအတွက် ကိုဝမ်းနေပါတယ်မိမိရဲ့စိတ်နေသဘောထားတွေအတိုင်းကိုကလည်းထားနေပြီဆိုတာမိမိကအခုမှတွေ့တာကိုကို့အတွက်ကတော့တုံနေပါဝေးစိတ်စိတ်သာနေမှာပဲအမှန်တရားနာကတဖဝါမှမခွာတော့ဘူးဘာဖြစ်လို့လဲဆိုတော့အမှန်နဲ့ကင်းကွာတာကြာလေလေသူတို့အတွက်ဒီအမှန်တရားကိုကြားရတိုင်းအခက်တွေ့လေလေကိုမင်းရဲ့အန်နာ ဇာတပတိနေ့ဧပြီလ29 1943ချစ်တော်ကီတီတအိမ်လုံးမိုးချုံနေတယ်လို့ပဲအကြည့်အကျေရံဖြစ်ကြတယ်။ကိုနဲ့မမီဖန်တန်တို့သားအဖနဲ့ဖေဖေမမီနဲ့မစ်ဖန်တန်အိုးအကုန်လုံးဆိုပါစို့လူတိုင်းဆိုပါစို့လူတိုင်းကလူတိုင်းကိုစိတ်ဆိုးနေကြတာပါပဲဘလောက်ကောင်းနေပါဝင်ချင်လဲဟင် အန်နာရဲ့သမယိုးကြအပြစ်အနာအစာတွေကိုလည်းတစ်ခါပြန်ဖို့ပြီးရေးကြီးခွင့်ချိန်လောက်ချပြန်ပါယုံမစတာဘောက်ဆင်ကတော့စီယုံတက်နေရပြီမစတာကူဖစ်ကတော့ကျမ်းမာလာပြီတဲ့မိသက်ဌာနကမပုံတင်ယုံကိုရော်ကြီးပေးရတယ်လို့သူကပြောတယ်။ဘာဖြစ်လို့လဲဆိုတော့မိညွတ်မိတောက်တွေကိုမတက်ပဲယုံတယုံလုံးကိုရေမြုပ်အောင်လုပ်ပစ်လိုက်လို့တဲ့။ကဲကိုတော့တိတ်ပွန်းတာပါပဲ။ကာလ်တန်ဟိုတယ်ကလည်းရစရာမရှိအောင်ပျက်စီးသွားတယ်။ ဗြိတိရှလေးရင်မျက်နှစင်းကဂျာမန်အရာရှိများကလပ်တဲ့တဲ့ကိုမီးလောင်ပုံးတွေကျဲချလာအနည်းအနာတဝိုက်အကုန်လုံးမီးလောင်ကုန်တာပဲဂျာမန်မျိုးတွေကိုလေးချောင်းကတော်တော်ကလေးကိုတိုက်နေတယ်နေစဉ်လိုလိုပဲတညမှအေးအေးလူလူအဲ့ရတယ်လို့မရှိသေးဘူးကိုတို့ရဲ့အစားတောက်တွေကလည်းညံ့ပါတယ်မနေ့စာအစားအခုပေါင်းပုတ်ချောင်းနဲ့ကော်ဖီပဲရတော့တယ်ညစာကိုတော့ချန်ထွက်ဟင်းသီးဟင်းရွက်ကလေးပါလေးပေါ့စင်ကောမုံလာရွက်ရတယ် စင်တီမီတာ20လောက်အလျားရှိတဲ့အာလူးလေးရတယ်။အရသာကတော့ပုတ်ချင်ချင်နေပေါ့။ကိုကာရသေးသွေလှပအောင်တင်တန်းတက်ချင်သူတိုင်းလျုံဝက်ခန်းဆောင်မှာလာနေတဲ့နေ။အစားအသောက်ကိစ္စကိုသူတို့ကခါခါတီတီဝေဖန်ကြပြောကြပြီးမြေကိုကတော့ဒါဟာတကယ့်တနာစရာအဖြစ်မဟုတ်သေးဘူးလို့ထင်နေတယ်။ 1940ပြည့်နှစ်ကစစ်ထဲပါဖူးတဲ့သူတွေရောစစ်သားအဖြစ်စုဆောင်ထားခံရဖို့တဲ့သူတွေကိုရောအဓိပတိကြီးအတွက်စစ်တုံ့ပန်းများအဖြစ်အလုပ်လုပ်ကြဖို့စင်ခေါ်နေတယ်။မဟာမိတ်ဝေများကူများကြိုတင်ကာကွယ်တာလား။မင်းရဲ့အန်နာစနေနေ့မေလ၁ရက်1943ချစ်တော်ကစ်တီ ကိုတို့ဒီမှာဘလို့နေနေရတယ်ဆိုတာကိုတွေးမိရင်ဒီလိုပုံမနေနိုင်တဲ့တခြားဂျူးလူမျိုးတွေထက်နေရတာထက်စားလိုက်တော့ကိုတို့ဟာနေပန်ရောက်နေတာပဲလို့ကောက်ချက်ချမိတယ်။ဒါတော့နောက်အချိန်တွေပုံမှန်ဖြစ်သွားတဲ့အခါကျလို့ပြန်တွေးမိရင်ကိုတို့လိုအိမ်မှာပြည့်ပြည့်စုံစုံနေလာတဲ့သူတွေဟာအခုလိုခက်ခက်ခဲခဲအဆင်အတန်တိတ်တိတ်နေနိုင်ခဲ့တာကိုအံ့ဩလို့ဆုံးမမဟုတ်ဘူး။အဆင်အတန်တိတ်တိတ်နေရလို့ကိုတို့ရဲ့ အသွင်သဘောတွေဟာလဲစုပ်ယုပ်ကြဆင်းလာတယ်။ဥပမာဆိုရရင်ဒီကိုစရောက်ကလေးကကိုတို့စပွဲမှာ စပွဲခင်းတထဲတည်းပဲခင်းထားခဲ့တာ။အခုတည်းထိအထက်ထက်သုံးထားတော့စပွဲခင်းကလည်းညစ်ပတ်လို့ပေါ့။စပွဲဟာလဲဒီလိုပါပဲ။ဖန်တန်းတို့မိသားစုကတော့တစောင်းဝင်းတွင်လုံးအိယာခင်းတစ်ခုတည်းကိုပဲခင်းခဲ့ရတယ်။ညစ်နေပေမဲ့ရုရှင်ရတဲ့စပ်ပြတ်မုတ်ကမလုံလောက်တော့မလျှော်နိုင်ဘူး။ ဖိဖိပေါင်းမိတွေဟာရှိတွဲနေပြီးလေစည်းကလည်းတုံးဖက်များလွန်းလို့ဖုတ်ဖုတ်ကြီးနေပြီမိမိရဲ့အတွင်းခံကိုချက်အင်ကြီးတွေကတော့ရှိကုန်လို့ချုပ်မရတဲ့အဖြစ်မျိုးရောက်နေတယ်မာကော့ကဆိုရင်သူနဲ့အင်မတန်ကြက်တဲ့ဘရာဇီယာကိုပဲဝှက်နေရတယ်မိမိနဲ့မာကော့တို့တော့တစောင်းလုံးလုံးအတွင်းခံအင်ကြီးလက်တို့သုံးထည်ကိုလဲဝှက်ခဲ့တာပဲကိုအင်ကြီးကတော့တူလုံးလို့ကိုရဲ့ဘိုက်နာတော့မရောက်ဘူးဒါရီအားလုံးဟာ ကျော်လွားနိုင်ရမယ့်အရာတွေဖြစ်ကြောင်းမှန်ပါတယ်။ဒါပေမဲ့အေးစစ်မဖြစ်ခင်ကကိုရိုးရဲ့အဆင့်အတန်းကိုမှပြန်ရောက်နိုင်ပါမလားလို့တခါတလေမှတွေးမိတာ။မနေ့ညနေကတော့ကိုကိုစူပုံလုံးလို့လေးချိန်တိုက်တိုက် ကိုရဲ့ပစ္စည်းတွေကိုကိုစုထားမိတဲ့အထိဖြစ်ရတယ်။တနေ့ကျရင်ထွက်ပြေးဖို့ဆိုပြီးကို့အဝတ်အစားတက်တာကိုအသင့်ပြထားမိတယ်။ဒါပေမဲ့မမေကဘယ်ကိုထွက်ပြေးမှလဲတဲ့။ဟုတ်တယ်။မမေမေးတာမှန်တယ်။ ဟော်လန်တပြည်လုံးဟာအင်မတန်ဆိုးတယ်လို့အရေးကြီးတဲ့အခြေအနေအဖြစ်ကြေညာထားရတယ်။ကဲကိုဘလောက်မှိတ်မဲနေပြီလဲ။မင်းရဲ့အန်နာအင်္ဂါနေ့မေလ16 1943ချစ်တော်ကစ်တီဂျမ်ပန်နဲ့ဗြိတိရှစစ်လီယံပြန်တွေအကြီးအကျယ်တိုက်နေကြတာကိုကိုတွေ့ရတယ်။ကုတ္တဆိုးရဲမဟာမိတ်တပ်သားတို့ဟာမီးလောင်နေတဲ့လေရင်ပြန်တွေက ခုံချကြရတယ် ဟန်ဝက်မှာနေပြီးကိုရုစီနှုတ်လာလာပို့နေတဲ့သူကလမ်းဘေးမှာကနေဒါလူမျိုး၄ယောက်ထိုက်နေတာကိုတွေ့ခဲ့ရတယ်တဲ့သူတို့အထဲကတစ်ယောက်ကဒတ်စကားကိုရေးရေးလေးလေးပြောတတ်တယ်ဆိုပဲသူစီကမိတစ်ချက်တောင်းပြီးမေးကြည့်တော့သူတို့အားလုံးပေါင်း၆ယောက်ပါတယ်လို့ပြောတယ်တဲ့လေရင်မောင်းသမားကတော့မိလောင်ပြီးတည်သွားပြီးပြင်စမမြောက်သူကတော့ပျောက်နေတယ်တဲ့အဲ့ဒီ၄ယောက်ကိုဂျာမန်တွေကလာဖမ်းသွားကြပြီကျောက်စီကကောင်းလာတဲ့လေထီးခီးအပြီးမှာတော့သူတို့ ဘယ်လိုတလောက်အောင်နောက်ကောင်းနေကြသေးတယ်ဆိုတာတွေးမိတိုင်းကိုကတော့အော်လို့မဆုံးဘူးအတော်ကလေးနှွေးထွေးလာပြီမဲမိကိုတော့ဖို့ထားရသေးတာပါပဲဟင်းသီးဟင်းရွက်အကြံတွေကိုမိရှို့ပြစ်ရတာကို အမိုက်ပုံသေးကိုသွားပြစ်လို့ကလည်းမဖြစ်ဘူးကုံယုံဆောင်ကောင်ကလေးကယုံထင်ကြောင်ထင်ထင်မှဆိုးလို့အသေးအဖွဲကိစ္စကလေးကိုဂရုမစိုက်မိရင်ကြီးကျယ်တဲ့ဘေးဒုက္ခတွေ့တတ်တယ်မဟုတ်လားအခုနှစ်မှာဒီဂရီလိုချင်တဲ့ចောင်းသား ပညာဆက်တင်သူတွေចောင်းသားမှန်သမျှကဂျာမန်ကိုထောက်ခံကြောင်းအုတ်ချုပ်ရေးအစ်စ်ကိုထောက်ခံကြောင်းအရမကိုလက်မှတ်ထိုးကြရတယ်တဲ့အဲ့ဒီအထက်ကចောင်းသား80ရာခိုင်နှုန်းဟာမူရင်းယုံကြည်ချက်ကိုမစွန့်ချဘူးတဲ့ဒီတော့သူတို့အတွက်နောက်ဆက်တွဲအဖြစ်တွေဟာဆိုးမှာတော့သိကြပါတယ်လက်မှတ်ထိုးဖို့ညှင်းဆန်တဲ့ចောင်းသားအားလုံးဟာဂျာမနီမှာရှိတဲ့အလုတ်သမားစခန်းကိုသွားကြရမယ် ဂျာမနီမှာလူငယ်တွေအားလုံးကသွားပြီးအလုပ်ကျန်းလုပ်ရမယ်ဆိုရင်အဲ့ဒီလူငယ်တွေရဲ့တိုင်းပြည်ဟာဘယ်လိုဖြစ်သွားမလဲမနီညာဒီကတော့ပြစ်တန်ခတ်တန်တွေများလုံးလို့ဆိုပြီးဗရင်းပေါက်ကိုပိတ်ထားလိုက်ရတယ်ကိုကတော့ဖိဖိအိတ်ရပါအဲ့ဒီအခိုက်မှာပဲမစ်ဖန်တန်ဟာကြောင်ကသူ့ကိုကြိုက်တဲ့အတိုင်းအိတ်ရပေါက်ကနေထခုံနဲ့အတန်ပလန်တွေကိုလည်းကြားရတယ်ကိုရဲ့ကတဲ့အနားမှာမီးလောင်ပုံကျတဲ့အတိုင်းပဲကိုက မီးထွန်းပါမီးထွန်းပါလို့ပြောတော့ဖဖေကမီးကိုမြှင့်လိုက်တယ်။ကိုရုအခန်းထဲမှာဘာမှမဖြစ်ဘူး။ဒါနဲ့အပေါ်ချက်ကိုပြေးတက်လာကြတော့မာစတာဖန်တန်တို့လင်မယားဟာဖွင့်ထားတဲ့ပရင်းပေါက်ကနေပြီးမီးတောက်ရဲရဲကြီးကိုကြည့်နေတာကိုတွေ့ရတယ်။အနည်းအပားမှာတော့မီးလောင်နေပြီ။ကိုရုအိမ်တော့လောင်နေပြီလို့မာစတာဖန်တန်ကထင်နေတယ်။အတံပလန်တွေနီးလာလေလေမစ်ဖန်တန်ဟာကြောက်တူးတုန်နေလေပေါ့။ဒါပေမဲ့နောက်ထပ်ဘာမှမဖြစ်တော့တာနဲ့ ိုတို့လည်းအဲ့ရဲကိုပြန်ဝင်လာကြရတာပဲ။နောက်15မိနစ်လောက်အကြာမှပြစ်တန်ခတ်တန်တွေကိုထပ်ပြီးကြားရပြန်ပါရော။ Miss Vanden ဟာတကားကိုအယောင်ယောင်အမမာဖွင့်ပြီးအောက်ထက်က Mr. Duse ရဲ့အခန်းကိုသွားတယ်။ Duse ကလာကျောက်အရာကိုလာခဲ့ကလေးမဆိုတဲ့စကားနဲ့ကြိုဆိုလိုက်တယ်လေ။ကိုတို့ကလည်းမအောင်နိုင်တော့ပဲဝိုင်းရီလိုက်ကြတာပဲ။တနက်တန်တွေဟာကိုတို့ကိုကြာကြာဒုက္ခမပေးနိုင်ပါဘူး။ ကိုတော့ကြောက်တာတွေလည်းပြတ်ကုန်ပြီ။မင်းရဲ့အန်နာ